ဘုရားသာသနာတမိုင်းမှာမှတ်တမ်းဝင်တဲ့နေရုနေပြ၃ရက်၃မျိုးပါဝင်တဲ့အခါတော်နေ့တစ်ခုဖြစ်တယ်။မြတ်စွာဘုရားသခင်ကိုတော်မြတ်ဟာတော်ရင်တန်းပြေကြွပြီးခွန်တော်မြောက်ကာလမှာဘယ်လိုဖြစ်ခဲ့ဘူးတဲ့သန္ဓေတာနှစ်သားကိုအဥ္ထပြီးတော့အဘိဓမ္မာတရားကိုဝါတွင်၃လ၈ပေါင်း90ဟောကြားလို့ ပြည့်စုံတဲ့နေ့ဖြစ်တမန်တော်ဖြစ်လို့ဒီနေ့ကိုအဘိဓမ္မာခါရုံနေ့လို့ခါရုံနေ့အခုမှတ်သားကြမှာဖြစ်တယ်။လေးနှစ်တည်းတရားတော်တွေကိုဟောတာနောက်ဆုံးအဆုံးသတ်တဲ့နေ့ဖြစ်လို့အဘိဓမ္မာခါရုံနေ့နောက်တစ်ခုကတော့အဘိဓမ္မာတရားဟောကြားပြီးတဲ့အခါယသရာတောင်ရင်းသားနဲ့ပြည်ကနေပြီးတော့သင်္ကတနဂရလို့ခေါ်တဲ့သင်္ကတမြို့ ဒီနေ့ခေတ်ညူဒီလီနဲ့နေတဲ့ထေတ္တာမှာရှိတဲ့တင်္ဂတမြို့ဟောင်းနေဆောင်းတန်းသုံးဆယ်ရနေပြီးနတ်မြမပေါင်းချန်လိုက်ပါလေလူပြည်တို့ပြန်ပြီးဆင်းသက်ကြွားရပါလေဒီထူးနေပြပါဠိစာပေမှာဒေဝရဟဏလို့ခေါ်ဒေဝရဟဏနတ်မြေကလူပြည်တို့ပြန်ပြီးကြွားဆင်းတဲ့နေလို့အဲ့ဒီနေကိုအထိမ်းမှပြုပြီးတော့ဒီနေ့မှာဟို တာဝရိတာပွဲတွေဆိုပြီးတော့ယမတချို့ဒေသတွေပူဇော်ပွဲတွေလုပ်ကြမိတို့ပွဲတွေလုပ်တာလေမြတ်စွာဘုရားတာဝရိတာလက်ပြေကပြန်ကြွလာတော့ကျေးဇူးပူဇော်တော်အဖြစ်မိတို့ပွဲတွေလုပ်ကြကိုရှိခေကလာတော့မိနက်ကိုပူဇော်တာသမောကတိကနက်ခတ်ကိုကတိကနက်ခတ်ကိုပူဇော်ရဲအနေနဲ့မိထွန်းရတယ်ဘုရားရဲ့ဆုံးမတရားတော်ကြီးရောက်ရှိလာတဲ့အခါကျတော့ လက်ခတ်ကိုပူဇော်တဲ့ပွဲတွေဟာဘုရားကိုပူဇော်တဲ့ပွဲဖြစ်ပြောင်းလဲပြီးတော့ဆင်းရဲလာကြတာထူချတဲ့ဝိသေသလက်ခတ်တစ်ခုဖြစ်တယ်ဒါကြောင့်မို့ဒီနေ့ဟာအဘိဓမ္မာအခါတော်နေ့အပြင်မြတ်စွာဘုရားတာဝန်ထမ်းတဲ့ပြည်ကပြန်ပြီးဆင်းကြွလာတဲ့ဒီသူရဲ့သူခါလို့ရဖြစ်တယ်ဆိုတာမှတ်သားဖြစ်တယ်နောက်တစ်ခုကတော့ ဘုရားကိုအဖို့ယုံကြည်ပြီးမြတ်စွာဘုရားတမန်တရားတော်ချစ်တဲ့ကျုပ်ကိုအထွတ်ကြတယ်။တန်ခါတော်အရှင်မြတ်တိဟာဒီနေ့တရင်ဝါလာကျုပ်လို့တဝါနဲ့တဝါရှင်ကျင်းမှုအခြေခံနဲ့ဖိတ်မှန်တကပြုတဲ့စကားများကိုပြောဆိုကြတာဖြစ်တယ်ပေါ့။အဲ့ဒါကိုဘဝရဏလို့ခေါ်တယ်။ဘဝရဏဆိုတာဖိတ်မှန်တကပြုတာ။ဖိတ်မှန်တကပြုတယ်ဆိုတာဟိုလိုဖိတ်ခေါ်ပြီးတော့ကျွေးမွေးအခမ်းအနားမျိုးမဟုတ်ဘူး။ တုံနဲ့တူယဉ်နိမှုအခြေပြုပြီးတဲ့အခါသူနဲ့တူတူနေကြတဲ့အတိုင်းအတာအချိန်ပိုင်းတစ်ခုမှာဒီဘောဓံလောကမြင်အမြင်အပြည့်ဖြစ်စေတရင်ကြအပြည့်ဖြစ်စေတမယမကဲတဲ့အချက်အလက်ဖြစ်စေပြောနိုင်ပါလေပြောပါပြောလို့ရှိရင်တော့သူကိုယ်တိုင်ကကိုယ့်ဖြစ်ကိုကိုယ်တွေးတဲ့အခါမှာ ရှင်ရတို့ကရုဏာထားပြီးပြောနိုင်ပါတယ်ပြောလို့အဖြစ်ကိုတွေ့ပြီးဆိုရင်တပည့်တော်ဟာပြန်ပြီးပြည့်ပြည့်ပါပဲလို့အမှန်တန်ရင်ချေးတဲ့ပုဂ္ဂိုလ်ရဲ့တိုင်းဝဲမှာပြောရတဲ့စကားကိုပေါ်ဝါဒနာပြုတယ်လို့ခေါ်တယ်ဒီနေ့ဟာတသာသနာလုံးရသော်ပြရဲ့တပည့်တော်ကလည်းထေရဝါဒနိုင်ငံအားလုံးကိုပြောဒီနေ့ထိုင်းကမ္ဘောဒီးယားလာအိုကနနာတိရိတ်နိုင်ငံနိုင်ငံမြန်မာပြည် အလုံးထေရဝါဒနားနိုင်ငံထေရဝါဒနားနိုင်ငံပြင်ထေရဝါဒသာသနာရှိတယ်ကိုရီးယားမှာလည်းရှိတယ်ဗီယက်နမ်မှာလည်းရှိတယ်နီပေါ်မှာလည်းရှိတယ်ဘင်္ဂလားဒေ့ရှ်မှာလည်းရှိတယ်အိန္ဒိယမှာလည်းရှိတယ်တော်တော်များများထေရဝါဒသာသနာတွေရှိတဲ့နေရာတွေမှာသူတို့ရဲ့ကလင်္ဒာပြက်ကလေးအားလျော်စွာဒီကနေ့ဖြစ်စေလက်ဖြစ်မှာဖြစ်စေပေါ်ဝါဒနာပြုကြမှာဖြစ်တယ် ပဝရဏယဉ်ကျေးမှုဒီနေ့ဖော်ဆောင်ရတယ်လို့တကယ်သူယဉ်ကျေးသူရဲ့အတိုင်းအဝိုင်းဟာအချင်းချင်းတူနေတဲ့အခါပြောကြရှင်ပြောပါเนาะခုခေတ်ဆိုပြောကြရှင်ပြောပါအာမနာပါနဲ့เนาะအမှားတွေ့လို့ရှင်သူတို့ရဲ့ပြည့်ပြတ်မဲဆိုရဲယဉ်ကျေးတဲ့တူတူမပြောဖို့မဆိုဖို့မရှိစေရအောင်ပြောကြရှင်ပြောပါဆိုပြီးတော့ဖိတ်မှတ်တဲ့ကပြုတ်ရတာပဝရဏလို့ခေါ်တယ် ပါဠိစကားဖိမှန်ကပြုခြင်းကိုပေါ်လာတာဆိုတော့ဒီတဲ့ညလာပြီနေ့မှာတိုက်တိုက်ဆန်းဆန်းဒီထူးခြားတဲ့နေတူနေမြတ်အခါတရားကြီးဖြစ်တယ်ဗောရသော်ဗျာပြိမာတရားဟောလို့သုံးတတ်တဲ့နေချင်းတို့ပြိမာခါတော်နေချင်းတော်ရည်ကနေ့ကြီးကလူပြေကိုပြန်ပြီးကြွဆင်းလာတဲ့ဒီဝရဟဏတပည့်အခါတော်နေချင်းတဏ္ဍာရောရှင်မြတ်ကြီးက တော်နဲ့ကဖိတ်ပတ်တဲ့ကပြုတဲ့ပဝါဒနာဝဲရှင်းရဲပဝါဒနာနေတူနေဖြစ်ခြင်းလို့ဘုရားသာနာနဲ့ပတ်သက်ပြီးတော့အခါတော်၃ရက်ပေါင်းဆက်ထားတဲ့နေတူနေအခါတည်းဖြစ်တယ်နော်ဒါဘုရားမသာဝင်သူတော်ရှင်တွေတည်တည်တည်တဲ့